အားလုံးပဲမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှအကျိုးဆုံးပါတယ်ရှင်ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့ဘန်ဖြင့်ပြချစ်ရယ်ဆိုရဲကန်နာလီနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ညီမကဒီပေါင်းထားလေးကိုရောင်းထားမယ်ဒီပေါင်းထားလေးကိုရောင်းထားလိုက်တဲ့အခါမှာ customer ကကိုကိုပတ်စံပေးရဲ့ဒီပေးတဲ့2သိန်း5000လေးတောင်ကိုဘဏ်ကနေလွှဲတယ်ဆိုရင်တော့ညီမတို့ကဘဏ်ဖြင့်ပြချစ်မည်ဆိုတာလေးကိုရွေးပေးရမှာပါဒါပေမဲ့ပထမအဦးဆုံးပေးငွေဆိုတဲ့နေရာမှာညီမတို့ကတန်ဖိုးကို ရေးပြအောင်မှာပဲဖြစ်ပါတယ်ဒီတော့ဒီပေးငွေဆိုတဲ့နေရာမှာညီမတို့ကဘဏ်ကနေပေးချေလိုက်တယ်ဆိုရင်လည်းကိုကရတာပါဒီတော့ဒီအတွက်ကြောင့်မလို့ညီမတို့ကဒီပေါင်ချာလေးကပေးငွေဆိုတဲ့တန်ဖိုးပမာဏမှာထည့်ပေးပြီးမှဘဏ်ကပေးချေပြီဆိုတဲ့လုပ်ငန်းစဉ်လေးကိုရွေးချယ်ပေးလို့ရမှာပါအဲဒီတော့ကြောင့်မလို့ပေးငွေနေရာမှာ2,3000လို့ညီမထည့်လိုက်ပါမယ် ပြီးရင်တော့ဘန်ကပေးချင်ပြီဆိုတာလေးကိုရွေးလိုက်မယ်။ဒါဆိုရင်ဒီနေရာလေးမှာစာရင်းမှတ်ဆိုတာပါပါတယ်။ဒီတော့စာရင်းနံပါတ်လေးကိုညီမတို့ကထည့်ပေးရပါမယ်။ဘန်ကနေလွှဲလိုက်တဲ့လုပ်ငန်းစဉ်နံပါတ်ပြီးွားရင်ဘန်ရဲ့အမည်ကိုရေးပြရပါပါ။ညီမတို့က UAB ဘန်ကလွှဲရင်တော့ UAB ဆိုပြီးတော့ရေးပြရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ညီမတို့ကမှတ်ချက်လေးရေးလို့ရပါတယ်။မရေးရင်တော့တိမ့်မီဆိုပြီးတော့တိမ့်လိုက်လို့ရပါတယ်။ဒါဆိုရင်တော့ဒီနေရာလေးမှာဘန်ကပြေးချင်ပြီဆိုတာလေးကအမှန်ချစ်လေးနဲ့ပေါ်သွားတာပါ။ပြီးရင်တော့ညီမတို့က customer ကိုတိမ့်မီ print ထုတ်မီနဲ့ပေါင်းချထုတ်ပေးလိုက်လို့ရပါတယ်။ညီမကတော့တိမ့်မီနဲ့ပဲတင်ပြပါမယ်။ ဒါဆိုရင်ခုနကရောင်းလိုက်တဲ့ပေါင်းချာလေးထဲမှာမှညီမတို့ကဗန်နဲ့ရလိုက်တာပါဒီလိုမျိုးဗန်နဲ့ရလိုက်တဲ့ပတ်စံလေးကိုညီမတို့ကဘယ်နေရာကကြည့်လို့ရမလဲဆိုတော့အစီရင်ခံစာများဆိုတဲ့နေရာမှာငွေစရင်စီရင်ခံစာလေးမှာညီမတို့ကကြည့်လို့ရပါတယ်ဒီငွေစည်ရင်စီရင်ခံစားရဲမှာဆိုရင်ညီမတို့ကဘယ်နေရာမှာကြည့်လို့ရမလဲဆိုတော့ဒီအောက်လေးမှာပါတဲ့ဘန်စည်ရင်မှရငွေပေးငွေစတဲ့နေရာလေးကနေကြည့်လို့ရပါတယ်ရှင်။ ဒီတော့ညီမတို့ကဒီမှာကြည့်လိုက်မယ်ဆိုရင်เนาะ customer ရဲ့ညီမတို့ကနာမည်ထည့်ထားရင်တော့ဒီနေရာမှာ customer နာမည်လေးပေါ်နေမှာပါဒါကမထည့်ခဲ့တဲ့အတွက်ကြောင့်မလို့ default customer ဆိုပြီးတွေ့ရပဲဖြစ်ပါတယ်ပြီးရင်เนาะစာရင်းအမှတ်ဆိုတဲ့ညီမတို့ထည့်ခဲ့လိုက်တဲ့လုပ်ငန်းစဉ်အမှတ်လေးတွေ့ရပါမယ်နောက်တစ်ခုကတော့ BNM ရဲ့ပြီးတော့ပြည်စာနံပါတ်ညီမတို့ရောင်းချလိုက်တဲ့ပေါင်ထားရဲ့နံပါတ်လေးနဲ့ညီမတို့ရလိုက်တဲ့ပတ်စံတန်ဖိုးပမာဏအစားအစာတွေကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင် ဒါကတော့ညီမတို့ဘဏ်ကနေပြီးချည်ရဲဆိုရက်လုပ်ငန်းပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။လူချင်းမများအားလုံးတရားရည်ချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။